စစ်ကောင်မရှင်ရဲ့တမဆတေကအင်အား900လောက်ကိုရေချောင်းကနေကြောက်ဖြူကိုပို့ဆောင်လိုက်ပြီးဖြစ်တယ်လို့ဒီဇင်ဘာလ1ရက်နေ့ကဘူဂျီစင်ရော်ရဲ့စီရေးသတင်းသုံးသပ်ချက်မှာဖော်ပြထားပါတယ်။တမဆတေရဲ့နီးပြူဟာနဘာဟ131မျိုးမင်းတန်းဦးစီးတဲ့ကင်မရာ212 213နဲ့219တရင်တွေက ခမန်းအင်အား900ဝန်းကျင်ဖြစ်ပြီးကြောက်ဖြူတက်နေကိုဥတီပို့ဆောင်လာတာဖြစ်တယ်လို့ဆိုထားပါတယ်။ သူတို့တွေကိုလီယန်နဲ့ပို့ဆောင်ခြင်းမဟုတ်ပဲရေချောင်းကနေပို့ဆောင်လိုက်တာဖြစ်တယ်လို့ပြောဆိုပါရယ်စစ်ကောမရှင်ကကြောက်ဖြူကိုစစ်အင်အား900ထပ်မံပို့ဆောင်လိုက်တာနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီးစင်ရောကိုနရီဇယာကဆက်သွေးမင်းမြန်ခေရမှာသူအခုလို့တုံးသက်ပြောဆိုပါရယ်အဲကျွန်တော်ကြောက်ဖြူကိုပို့တာကရန်ကုန်ခြေစိုက်ပေါ့နော်တမ7တမ7ရဲ့နီးဖြူပါပေါ့တောင်ခန်းကနေပြန်လာတဲ့တက်တွေဗျတောင်ခန်းကနေပြန်လာတဲ့တက်တွေအင်အား900လောက်လို့တော့ခမန်းနေ အခုလက်ရှိအနေထားမှာကအာရခတတော်အနေနဲ့ဒီကျွန်တော်တိုင်းချောင်းတို့မင်းမြင်တို့ဘက်မှာပြန်ပြီးတော့နေမြေသိမ့်ပိုက်မှုတွေပြန်ပြီးလှုပ်လာနိုင်တယ်အဲဒါကြောင့်မလို့တို့ဒီအင်အားဖြစ်တဲ့အနေထားမျိုးလို့ကျွန်တော်တို့ကတော့တွက်ဆတယ်အာရခတတော်ဦးဆောင်တဲ့ပူပေါင်းတော်လှန်ရေးတပ်တွေနဲ့အကြီးအကျယ်တိုက်ပွဲဖြစ်ပွားနေတဲ့ပဒန်းတပ်နဲ့နယ်ရေကန်စစ်တေတာမှာတော့ပြူပို့ဆောင်ရေးလီရင်နဲ့ရိခခေယံတွေကိုရှာပေးနေတယ်လို့ drone တွေနဲ့တိုက်ခိုက်မှုတွေရှိနေတယ်လို့လည်းဆိုပါရယ် ဒရုန်းရှာတိုက်ခိုက်မှုတွေကတော့အေးအေးရောစစ်တပ်ဘက်ကပါနှစ်ဖက်လုံးကအပြန်အလှန်ပြုလုပ်နေကြတာမို့အထီးအခိုက်ကတော့စီစဉ်နေရသေးတာ ဖြစ်တယ်လို့ပြောဆိုပါရယ်ပြီးရင်ကျွန်တော်တို့ဒီကြောက်ဖြူကရွေးကောက်ပွဲလုံးမဲ့ရဲ့နီးလာပြီကတ်လာပြီပေါ့နော်အဲ့တော့သူတို့ရွေးကောက်ပွဲလုံးတဲ့အချိန်လေးအထိပေါ့နော်ရွေးကောက်ပွဲလုံးပြီးသည့်အထိအချိန်လေးကိုသူတို့တောက်ခံနိုင်တဲ့အတွက်တောက်ခံလိုတဲ့အတွက်ပေါ့နော်ဒါကြောင့်မလို့အင်အားတွေထပ်ပြီးတော့ဖြည့်တင်းတယ်လို့ပဲကျွန်တော်တို့ကတွက်ဆပါတယ်အဲအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ စာကစနစ်ကလည်းပြန်လာတာပေါ့နော်အဲ့တော့စာကစနစ်ကိုပါထပ်ပြီးတော့ပို့ပြီးတော့တက်တယ်ပြန်ပေါင်းနိုင်တယ်တကယ်လို့ရွေးကောက်ပွဲများပြီးသွားခဲ့ရင်တော့မှပဲသူတို့ကပထမအရစ်ပေါ့နော်ပထမအရစ်ရွေးကောက်ပွဲတွေပြီးသွားခဲ့ရင်တော့မှပဲဒုတိယအရစ်တက်ဒုတိယအရစ်မှာတော့မလုံနိုင်ဘူးပေါ့နော်တတိယအရစ်လုံလို့ရအောင်ကြောက်ဖြူကနေပြီးတော့ကြံတဲ့၄မြို့နယ်ကိုစစ်ကြောင်းထိုးဝင်လာနိုင်ခြင်းရှိသလားလို့ပဲပေါ့နော်သူတို့ကြောက်ဖြူကတော့ဒီအင်အား900နဲ့ဆိုရင်သူတို့ကာနိုင်တဲ့အနေအထားမျိုးတော့ဖြစ်သွားနိုင်တယ်အဲ့တော့ကြောက်ဖြူအလွန်ပေါ့နော်ရွေးကောက်ပွဲအပြီး ကြောက်ဖြူအလွန်ထိုးစစ်အတွက်ကိုသူတို့တွေပြင်နယ်လို့တော့မှန်းဆရတဲ့အနေအထားမျိုးပဲပြီးခဲ့တဲ့ရက်ပိုင်းကလည်းကြောက်ဖြူမျိုးနဲ့တိုင်းရှောင်းနဲ့မင်းပြင်းမှာတက်ဆွဲထားတဲ့စေအုပ်စုတပ်ဖွဲ့တွေကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းကို အေးအေးကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကအကြဆုံးများပြီးဖျို့ဖျဲနဲ့ထွက်ပြေးသွားခဲ့ရတယ်လို့စစ်မြေပြင်တရင်ရင်းမြစ်တယောက်ကပြောပါတယ် နိုဝင်ဘာ30ရက်နေ့မနက်7:00နာရီကျော်မှာတော့ဂုတ်ကြီးလမ်းသစ်ဖက်ကနေအင်အားပြည့်စည်ရင်တန်း2စီးဟာ နယ်ရကန်ဖက်ကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းတွေစီကိုအင်အားဖြည့်ဖို့တက်သွားခဲ့ကြရလို့ဆိုပါရယ်။အာရခတက်တော်နဲ့စစ်တပ်တို့ဟာအမ်ပဒန်လမ်းပေါ်ကဂုတ်ကြီးနဲ့ပစီဖက်မှာတိုက်ပွဲတွေပြင်းထန်နေသလိုကြောက်ဖြူမှလည်းအပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါရယ်။နောက်ပြီးအာရခတက်တော် EA ဟာကြောက်ဖြူမြို့နယ်မှာရှိတဲ့တိုင်းချောင်းစင်နဲ့မင်းပြေမိုးလေဝသရေဒါစခန်းတွေကိုကာထားတဲ့ကာကင်းစခန်းကုန်းတွေကိုဒီဇင်ဘာလ၁ရက်နေ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးအပိသက်သိမ်းပိုင်နိုင်ခဲ့တယ်လို့လည်း ြေပြင်မှာသတင်းတွေထွက်ပေါ်နေပါတယ်။ဒီနေရာတွေဟာစစ်တပ်ရဲ့အဓိကကြားတဲ့နေရာကာကင်းကုန်းတွေဖြစ်ပြီးအဲ့ဒီကုန်းတွေကြာသွားခဲ့ရင်တော့တိုင်းရှောင်းနဲ့မင်းပြင်ရွာတွေမှာဝင်ရောက်နေရယူစခန်းရှာထားတဲ့စစ်တပ်တွေကိုထပ်မံတိုက်ခိုက်လာနိုင်တဲ့အနေအထားရှိတယ်လို့ဆိုပါတယ်။အရခတတော်ဟာစစ်တပ်ကသိမ်းပိုက်ထားတဲ့နေရာတွေကိုအခုလိုပြန်လည်ထိုးစစ်ဆင်ပြီးသိမ်းပိုက်လာတဲ့အတွက် အေအေတပ်ဖွဲ့တွေကြောက်ဖြူအနေကိုရှိတတ်မလာနိုင်အောင်ကာကွယ်ဖို့နောက်ထပ်စစ်တပ်အင်အားအများအပြားကိုထပ်မံပြီးပို့ဆောင်အင်အားဖြစ်နေတာဖြစ်တယ်လို့သိရပါရဲ့ရှင်